အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဘူဒ္ဓတရားစီတဲ့လက်ဝါးမြင့်တစ်ခုကိုတင်ဆက်မျှဝေပေးပါမယ်ပုံမှာပြထားတဲ့လက်ဝါးမြင့်ကိုကြည့်ပါသူ့ရဲ့လက်ဝါးမြင့်မှာတော့နှလုံးလန်းချောင်းနဲ့ပတ်သက်ပြီးပြောစရာတွေရှိပါတယ်သူ့ရဲ့နှလုံးလန်းချောင်းမှာကျုံလေးတွေပါနေပါတယ်ကျုံပါနေတဲ့အပြင်နှလုံးလန်းချောင်းကနေခွဲထွက်လာတဲ့လမ်းခွဲတစ်ခုကညံလန်းချောင်းကိုလာထိနေတဲ့အတွက်ဘဝမှာမပတ်သက်တဲ့သူကြောင့်ကိုယ့်ရဲ့ဘဝတူတက်မှုနောက်နေခဲ့ရတာမျိုးတွေရှိရတတ်ပါတယ် အထူးသဖြင့်လူလက်ပိုင်အရွယ်တွေမှာဖြစ်ပါတယ်။ဒါ့အပြင်နှလုံးလမ်းကြောင်းမှာအပြားလေးတွေဖွာထွက်နေပါတယ်။ဒါကတော့သူ့မှာချစ်တဲ့ခင်တဲ့သူတွေပေါ်မယ်။ဒါပေမဲ့သူ့ရဲ့နှလုံးလမ်းကြောင်းကဖြောက်တန်းနေတဲ့အတွက်ဒီလိုလူမျိုးကအစွဲလမ်းအတီးအမှတ်ကြီးပါလေ။တယောက်ဆိုတယောက်ပါပဲ။နောက်ထပ်တယောက်သူ့ကောင်းထဲကိုဝင်ရောက်လာဖို့ခဲရင်းပါတယ်။ကံကောင်းတဲ့အချက်ကလေးကတော့သူ့ရဲ့အထက်အင်္ဂါဂျူခုံမှာ၅ရုပ်ကလေးရှိနေတဲ့အတွက်အကြီးအကဲဖြစ်ရတတ်ပါတယ်။ ညွန်ကြားရတဲ့သူဥဆောင်ရတဲ့သူ ဖြစ်ရတတ်ပါတယ်။ရဲရင်ပြတ်သားသူဖြစ်ရတတ်ပါတယ်။သူ့ရဲ့အသက်လမ်းကြောင်းကမဲ့အမဲဆက်ကလေးကတော့အဲ့ဒီအသက်ရွယ်မှာကျမ်းမာရေးနဲ့ပတ်သက်ပြီးဈေးရုပ်ဈေးကံရောက်ရတတ်ပါတယ်။နောက်လောက်ဝါပြင်တစ်ခုကတော့ဘာတွေထူးခြားမလဲ။ပုံမှန်ပြထားတဲ့လက္ခဏာမှာတော့အသက်လမ်းကြောင်းက၃ကြောင်းပြိုင်တည်ရှိနေပါတယ်။ဒါဆိုရင်သူဟာအသက်ရှည်ဖို့ကို အထောက်ပံ့ပြုထားပါတယ်။နောက်ပြီးလွတ်လပ်မှုတွေတွေးခေါ်မှုတွေနဲ့ကိုယ့်ရဲ့စိတ်အာရုံကို ဖြန့်ကျက်နိုင်စွမ်းရှိတယ်။ဘေးဇိုးရန်ဇိုးဥပစ္စေတကကံတွေကနေကာကွယ်ပေးထားပါတယ်။အစွဲလန်းအတေးမှကြီးတဲ့အထဲမှလည်းပါပါတယ်။တန်ရုံးစဉ်ကြီးတက်ပါတယ်။ကံကောင်းစေတဲ့အချက်ကလေးကတော့အသက်ရှည်ဖို့ကိုသွားပြီးအထောက်ပံ့ပေးပါလိမ့်မယ်။တခါတည်းမှာတော့ဒဇုတ်တူဆန်လေးရှိပါတယ်။ဒါကတော့စင်ချင်ရမယ့်အချက်ကလေးတွေမှာပါပါတယ်။ ဘာကြောင့်လဲဆိုတော့အတ္တလန်တစ်ခုကညံလန်းချောင်းနဲ့ပူပြီးနှစ်ခုကြားမှာလဲအကွာဝေးကဟနေတဲ့အတွက်ဒဇုတ်ထိုးဆန်းတယ်။ရုတ်တရက်ဒေါသတွေကြီးတက်တယ်။ဆုံးဖြတ်ချက်တွေမြန်ဆန်းတယ်။ပြီးတော့မှ ပြန်ပြီးနောင်တရတက်ပါတယ်။ညံရည်ညံသွေးထက်မြက်တယ်။ဒဇုတ်ထိုးဆန်းတဲ့စိတ်ကလေးကိုတော့ထိန်းရပါမယ်။အသက်ရှည်မဲ့အထင်းမှာတော့ပါပါတယ်။နောက်ထပ်လက္ခဏာတစ်ခုကတော့သုံးနှစ်သမီးငယ်လေးရဲ့လက္ခဏာပဲဖြစ်ပါတယ်။သုံးနှစ်သမီးငယ်လေးရဲ့လက်ဝါးပြင်ပေါ်မှာရှိတဲ့ကျိုးခုံတွေအားလုံးဟာ ြေးမောက်ပြီးတော့ဖောင်းကျွားနေပါတယ်။လက်ညောကြာတဲ့ပလီဂျူခုံဟာတခြားသောဂျူခုံတွေထက်ပိုပြီးတော့မိုးမောက်အားကောင်းနေတဲ့အတွက်ကြောင့်ပညာရေးတာမန်ထက်ထူးချွန်တတ်ပါတယ်။လက်ကလေးအောက်စနီဂျူခုံမိုးမောက်အားကောင်းနေခြင်းကလည်းထားကြွနိုးကြမှုရှိစေပြီးစိတ်တကူကြီးမားစေပါတယ်။လက်တကြွေအောက်တနင်္ဂနွေဂျူခုံအားကောင်းနေခြင်းကတော့မိမိရဲ့အကြံစီတွေထားမြောက်အောင်မြင်မှုရရှိတတ်ပါတယ်။လက်သံအောက်ဘုဒ္ဓဂျူခုံအားကောင်းနေတဲ့အတွက်ကြောင့်အယောင်းဝယ်ပညာရေးကိုအားကောင်းစေပါတယ်။ ီနေရာမှာလက္ခဏာပညာနဲ့ပတ်သက်ပြီးတော့မပြောင်းလဲတတ်တဲ့ပင်မလမ်းကြောင်းမိခင်မွေးကပါလာပြီးတော့သေတဲ့တိုင်အောင်မပြောင်းလဲတဲ့ဗီဇလမ်းကြောင်းရဲ့သဘောတရားကိုဘူသူဒအနေနဲ့တင်ပြပါမယ်။နံပါတ်၁ကတော့နှလုံးလမ်းကြောင်းနဲ့ညံလမ်းကြောင်းဦးတွဲပြီးတော့ထွက်နေတာဖြစ်ပါတယ်။ဒါကတော့လက်ဝါပြက်လို့ခေါ်ပါတယ်။အဲဒီလက်ဝါပြက်ဟာမွေးဖွားအချိန်ကနေပါလာတဲ့အတွက်ကြောင့်တည်ဆုံတဲ့အချိန်အထိမပြောင်းလဲပါဘူး။အသက်တွေကြီးလဲညံလမ်းကြောင်းနဲ့နှလုံးလမ်းကြောင်းတီးခြားခွဲထွက်လာပြီးလက်ဝါပြက်ဘွားကနေ ပြောင်းလဲမသွားပါဘူး။နံပါတ်2ကတော့အသက်လမ်းကြောင်းဟာတောက်ကြကျူခွန်ကိုဝေဝိုင်းမှုအားနည်းပြီးတော့တက်တက်ကြီးဆင်းလာပါတယ်။အသက်ကြီးလာရင်လည်းအခုလိုအတိုင်းပဲရှိနေမှအသက်လမ်းကြောင်းကြီးဖြစ်ပါတယ်။တောက်ကြကျူခွန်ကိုနေရာကျကျယ်ယူပြီးပြောင်းလဲပြီးတော့ဆင်းမှာတော့မဟုတ်ပါဘူး။နံပါတ်3ကတော့ခကြီးသွားလမ်းကြောင်းပဲဖြစ်ပါတယ်။ခကြီးသွားလမ်းကြောင်းဟာမွေးဖွားချိန်ကနေထင်ရှားအားကောင်းပြီးရှည်လျားစွာပါနေလို့အသက်ကြီးတဲ့အထိပျောက်ပြတ်မသွားပါဘူး။ဒါလေးတွေကိုအချင်းအဖြစ်ပြောင်းလဲမသွားတဲ့ဗီဇလမ်းကြောင်းတွေလို့ခေါ်ပါတယ်။ ယူကုန်တွေကလည်းမိုးမောက်နေရကနေပြားမသွားနိုင်ပါဘူးဒါတွေကိုနားလဲတိတက်ဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့လက်တံအောက်ခြေမှာရှိတဲ့အိမ်တော်ကြီးလမ်းကြောင်းပဲဖြစ်ပါတယ်လက်တံအောက်ခြေမှာရှိတဲ့အိမ်တော်ကြီးလမ်းကြောင်းဟာပုံမှန်ပြထားသလိုမျိုးခရင်ကွက်ငယ်တွေနဲ့အစုံတတ်ထားပြီးတော့အိမ်တော်ကြီးလမ်းကွဲငယ်လေးတွေဟာအောက်ကိုငိုက်ကြနေမယ်ဆိုရင်မိမိရဲ့အိမ်တော်ဘက်နဲ့အတွေးမြင်မတူသဘောထားမတိုက်ဆိုင်ဖြစ်တတ်ပြီးအိမ်တော်ကြီးအဆင်မပြေဖြစ်တတ်ပါတယ်အိမ်တော်ကြပြီးမှဒီလမ်းကြောင်းငယ်လေးတွေထွက်ပေါ်လာရင်တော့ မိမိရဲ့အိမ်တောင်ဘက်ကတခြားသူတယောက်နဲ့ညှိစွန်းတတ်ပါတယ်။အပြိုလူပြိုဘွားမှာပေါ်နေတော့အသွင်မတူတဲ့သူသို့မဟုတ် လူမျိုးကြားဘာသာကြားနဲ့ပူဇော်ဆောင်ရတတ်ပါတယ်။ထင်ပေါ်မှုနဲ့ချမ်းသာခြင်းကိုပိုင်ဆိုင်စေမဲ့ပြီးပြည့်စုံတဲ့လက္ခဏာပိုင်ရှင်ဆိုတာဘယ်လိုမျိုးပါလဲ။ပုံမှန်ပြထားတဲ့သူ့ရဲ့လက်မှာကံလန်းကြောင်းရဲ့အစုံဟာ အခွ၃ခုဖြစ်သွားပြီးအခွတစ်ခုကလက်ညှိုးအောက်ကြာသာလေးဂျူကုန်ဘက်ကိုသွားနေပါတယ်။ အခွားတစ်ခုဟာလက်သကြွယ်အောက်တနင်္ဂနွေဂျူခုံဘက်ကိုသွားနေပြီးအခွားတစ်ခုကစနေဂျူခုံဘက်ကိုခွဲထွက်နေပါတယ်။ဒါကအလွန်ကောင်းတဲ့အမှတ်သားပါ။နမေဂုံတရင်ထင်ပေါ်ကြော်ကြပြီးချမ်းသာကြွယ်ဝခြင်းကိုပိုင်ဆိုင်ရပါမယ်။နောက်ပြီးတနင်္လာဂျူခုံဘက်မှာလည်းခီးသွွားလန်းချောင်းတွေဖြစ်ပေါ်နေတဲ့အတွက်နိုင်ငံရာခီးနဲ့ပတ်သက်တာတွေလုပ်ငန်းကိစ္စတွေပေါ်ပေါက်အောင်မြင်တတ်ပါတယ်။သူရဲ့ဥကောင်းလမ်းကြောင်းထိတ်မှကြာဖူးပုံလဲပါနေတဲ့အတွက်ကြောင့်ကန်တရားရဲ့အထောက်ပံ့ အတိတ်ကံအကျိုးပေးတွေကောင်းမွန်ပြီးအသက်ရှင်ခြင်းနဲ့ဩဇာတာကိုကောင်းမွန်စေပါမယ်။နောက်ပြီးသူ့ရဲ့လက်တံအောက်မှာလည်းမြင်းတူကလေးတွေအများကြီးပါနေတဲ့အတွက်ကြောင့်ငွေကြေးကံကောင်းမွန်ပြီးငွေကြေးအမြောက်အများကိုမကြခဏရရှိပါမယ်။သူ့ရဲ့ကံလန်းကြောင်းအောက်ခြေမှာလည်းငကြင်းပြီးပါနေတဲ့အတွက်ကြောင့်လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ကြီးပွားအောင်မြင်မှုတွေရရှိမယ်။ငွေကံအထူးကောင်းမွန်မယ်။ရရှိလာတဲ့ငွေကြေးတွေကိုလည်းစုဆောင်နိုင်မယ်။ နောက်ပြီးသူရဲ့လက်ညှိုးအောက်ကြာသာပြီးဂျိုခုံပေါ်ကိုထောင်တက်လာတဲ့ရီမန်းချက်လမ်းကြောင်းကိုမြင်းချောင်းတစ်ချောင်းကဖြတ်ပြီးကြက်ချေခတ်ဖြစ်ပေါ်နေပါတဲ့။ဒါကြောင့်သူကစိတ်ပင်ပန်းမှုနဲ့ရှင်တွဲပြီးကြီးမားတဲ့အောင်မြင်မှုကိုရရှိစေမှာဖြစ်ပါတယ်။ဒါကတော့လက္ခဏာလမ်းကြောင်းတွေမှာပြည့်စုံစွာပါရှိတဲ့ကံကောင်းတဲ့လက္ခဏာမျိုးပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ညံလမ်းကြောင်းဖြောက်တန်းနေခြင်းပဲဖြစ်ပါတယ်။ညံလမ်းကြောင်းဖြောက်တန်းနေမှဆိုရင်ဘယ်လိုဇာတ်ရည်ရှိနေနိုင်မလဲ။ ညာလန်းကျောင်းဟာပုံမှန်ပြထားသလိုမျိုးလက်ဝါးပြင်အဆုံးထိဖျောက်တန်းနေမယ်ဆိုရင်သူဟာသူများပြောတိုင်းအလွယ်မယုံတတ်တဲ့သူဖြစ်ပါတယ်။အကြောင်းအရာတစ်ခုကိုအထောက်အထားနဲ့စီစစ်ပြီးမှလက်ခံယုံကြည်လေးရှိပါတယ်။လောကီပညာရပ်တွေနန္တရားတွေအပေါ်မှာအယုံကြည်နေပါကြပါတယ်။စိတ်ကူးယဉ်မှုထက်လက်တွေ့ပိုဆန်တဲ့သူတွေဖြစ်ပါတယ်။ပညာတက်လေပိုကောင်းမှလည်းဖြစ်ပါတယ်။ လက္ခဏာပညာရမှာအသက်လမ်းကြောင်းကနေခွဲဆင်းတဲ့ခရီးသွားလမ်းကြောင်းပါရှိတတ်ပါတယ်။အဲ့ဒီလမ်းကြောင်းပါတယ်ဆိုရင်ခရီးသွားခြင်း၊ရေချားမြေချားနိုင်ငံချားတွေမှာအခြေချနေထိုင်ရခြင်းတွေကိုကြုံရတတ်ပါတယ်။အဲ့ဒီခရီးသွားလမ်းကြောင်းကိုကြည့်ပြီးလက္ခဏာရှင်ကနိုင်ငံချားမှာအခြေချရမလား။နိုင်ငံချားသွားပြီးတိုးတက်ကြီးပွားမလား။စီးသွားကူရမလား။အပြီးတိုင်အခြေချနေထိုင်သွားရမလား။စသဖြင့်လက်ပုံစံတွေကိုခွဲချမ်းစိတ်ဖြာပြီးကြီးရှုရပါတယ်။ နိုင်ငံသားနဲ့ဆက်ဆက်လုပ်ကံရမယ့်အလုပ်တွေနဲ့အကျိုးပေးတာမျိုး၊ကြုံတာမျိုး၊ငွေရမြင်နဲ့ဝေးရနေရမှာအလုပ်လုပ်ကံရတာမျိုးကြုံလာရတတ်ပါတယ်။ဒီလမ်းကြောင်းအယောင်တောက်အင်အားကောင်းလာတဲ့အခါမှာခရီးသွားခြင်းကိစ္စတွေကြုံလာရပါမယ်။ဒီနေရာမှာအဲ့ဒီခရီးသွားလမ်းကိုတနင်္လာဂျူကုံနဲ့တောက်ကြဂျူကုံကလာတဲ့ရမတ်လမ်းကြောင်းကဖျက်လိုက်တဲ့ဆိုရင်လက္ခဏာရှင်ကိုအစိုးကသာပေးပါတော့တယ်။ယောက်ျားလေးလက်မှာပါရင်အဲ့ဒီရမတ်လမ်းကြောင်းကခရီးသွားလမ်းနဲ့ကန်လမ်းကိုဖျက်လိုက်တဲ့အချိန်မှာ ခကြီးသွားရင်းနဲ့အိမ်ထောင်ကြီးအရှုပ်အရှင်းတွေလိန်ကိစ္စတွေကိုကြုံတွေ့ရတတ်ပါတယ်။မိန်းကလေးလက္ခဏာမှာပါတယ်ဆိုရင်တော့အလွန်ဆိုးရပါတယ်။ခကြီးသွားရင်နိုင်ငံခြားခကြီးထွက်ရင်းနဲ့အာတမချင်းစော်ကားချင်းကိုခံရတတ်ပါတယ်။လိန်ကုံကူးပြီးရောက်စားချင်းကိုခံရတတ်ပါတယ်။ဒါကြောင့်မိမိတို့ရဲ့လက်ဝါးပြင်မှာခကြီးသွားလမ်းကြောင်းပါလာတယ်ဆိုရင်အကောင်းကြီးဖြစ်လာမှလားအဆိုးကြီးကြုံတွေ့ရမှလားဆိုတာကိုအသေးစိတ်ကြည့်ရှုရပါမယ်။ဒီလိုလမ်းကြောင်းမျိုးပါလာတယ်ဆိုရင်တော့ဘာသာရေးကူးသူတွေများများပြုလုပ်ပြီးပြောက်ကင်းသွားအောင်ဆင်ခြင်သင့်ပါတယ် ောက်တစ်ခုကတော့တိုက်ပွဲအတွင်းမှာတည်ဆုံးခဲ့တဲ့စစ်သားတူရဲ့လက္ခဏာပဲဖြစ်ပါတယ်။အင်္ဂါဂျူကုံအဖိုးပေါ်မှာတင်ရှားအားကောင်းတဲ့ချက်ချီခတ်ရှိနေမဲ့ဆိုရင်ဘုံတွေလက်နက်ကြီးတွေတနတ်တွေထိမှန်ပြီးတည်ဆုံးနိုင်ပါတယ်။ဥပစ္စေတကကံနဲ့အသေးဇိုးနဲ့တည်ရတဲ့အမှတ်သားဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်မှာအင်္ဂါဂျူကုံအဖိုးမှာချက်ချီကပ်ပါပါတယ်။အင်္ဂါဂျူကုံအမကနေဆင်းလာတဲ့လမ်းကြောင်းကလည်းအသက်လမ်းကြောင်းကိုဖြတ်ထားပါတယ်။ ဒါကြောင့်ဒီပုဂ္ဂိုလ်ဟာအင်္ကာအမလမ်းကြောင်းကဖြတ်လာတဲ့အသက်26နှစ်ဝန်းကျင်မှာတည်ဆုံးခဲ့ရပါတယ်။ဆရာကြီးကန်ရိုဟာစစ်ပွဲတွေအတွင်းမှာတည်ဆုံးသွားတဲ့စစ်သားတွေရဲ့လက္ခဏာတွေကိုသူတည်တနာပြုလုပ်တဲ့နေရာမှာအဲ့ဒီအင်္ကာဂျူခုံအဖို့မှာထင်ရှားတဲ့ချက်ချီခတ်တွေကိုတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်မိမိတို့လက်မှာဒီလိုချက်ချီခတ်မျိုးပါလာမယ်ဆိုရင် သတိထားဆင်ခြင်သင့်ပါတယ်။ဒီကနေ့လက္ခဏာဘုဒ္ဓတလေးကတော့ဒီလောက်ပါပဲ။အားလုံးရှင်လန်းချမ်းမြေနိုင်ကြပါစေခင်ဗျာ။